အားလုံးပဲမင်္ဂလာပါအဲဒီနေ့မှတော့ကျွန်တော်တို့တယောက်ကမေးထားတယ်အဆရာကျွန်တော်လမ်းလျှောက်လို့ရှိရင်မမောနေတာဘာတွေဖြစ်နိုင်လဲဆိုပြီးကျွန်တော်မေးထားပါတယ်အဲ့ဒါကိုကျွန်တော်ဖြေပြသမှာဖြစ်ပါတယ်အဲ့တော့ဖြေရမယ်ဆိုရင်တချို့အချက်တွေကဖြစ်စေတဲ့အကြောင်းရင်းတွေကအရန်အနေနဲ့မရှိတတ်ဘူးဒါပေမဲ့တချို့အချက်တွေကြောင့်မောတာဆိုရင်တော့အနေနဲ့ရှိတယ်เนาะအဲ့အသက်နေဒီဖြစ်တိုင်းနေကဲလို့တင်ကဝါနေခဲ့မယ်ဆိုရင်လည်းဒါလမ်းလျှောက်လို့ရှိရင်မောနိုင်တယ်အဝါလွန်တာကမောစီရဲ့ဒါပေမဲ့ဒါအယုဒနာအရန်မရှိဘူးဝိချလာရင်ပြန်ပြီးတော့ အကောက်ပါပဲအဲကျွန်တော်ဒီထက်ဝါတော့ဝါဆိုလို့ရှင်လဲလမ်းလျှောက်လို့ရှင်မောတယ်အခုပင်ပြီးတော့ပိန်သွားတယ်ဗောနော်အရင်လောက်မမောတော့ဘူးဒါပေမဲ့အရင်မပိန်သေးတဲ့အတွက်ကြောင့်ကျွန်တော်နည်းနည်းတော့မောနေတော့မယ်နောက်တစ်ခုအချာတော့ကျွန်တော်လေ့ကျင့်ခန်းမလုပ်တာကြာတဲ့လူတွေအခုမှစပြီးလမ်းလျှောက်မယ်ဆိုလို့ရှင်လဲဒါမောတာမျိုးဖြစ်တယ်เนาะနောက်ပိုင်းတက်လုံကောင်းသွားရဲ့ဆိုလို့ရှင်တော့ဒါပြန်ပြီးတော့ကောင်းသွားမှာဖြစ်ပါတယ်เนาะအဲပြီးတဲ့အခါမှဆိုလို့ရှင်ဒါဘာရောက်ဖြစ်နိုင်သေးလဲဆိုရင်ဒါအရေးကြီးတဲ့ယောဂရဲ့အနေနဲ့ဆိုရင်တော့တွေးအားနည်းအောင်ကြာဖြစ်နိုင်တယ်เนาะအဲ့တော့တွေးပါအောင်ကြာတာ တွေ့ရနေတာဒါမျိုးတွေဖြစ်နေပြီဆိုရင်လည်းမန်ရှာတဲ့ခါမျိုးမှာ မောနိုင်တယ်နော်အဲသိပောင်ကြရဆိုလို့ရှိရင်တော့အရင်မှတုံနိုင်တယ်နော်ပြင်ထိုင်တာမူးတာလောက်ရှောက်နေတဲ့အချိန်မှာမူးတာဒါမျိုးတွေဖြစ်နိုင်တယ်အဲတွေ့ရနေရဆိုရင်တော့ကျွန်တော်တို့ကလိုရရင်တွေ့တွေ့ရတာမျိုးတိရှိနိုင်တယ်အရင်ဆိုရင်နှလုံးမှာထိခိုက်တယ်လေနော်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကြောင့်ဖြစ်နိုင်သေးလဲဆိုလို့ရှိရင်ဒီအဆုတ်ပေါ့နော်အဆုတ်နဲ့ဆိုင်တဲ့ယောဂါတွေဟောပနိုင်ချက်ယောဂါရှိမယ်အ COPD လို့ခေါ်တဲ့နာတာရှိအဆုတ်ပါယောဂါရှိမယ် အဆုံးမှာအဲ့လိုကန်ဆာဖြစ်မဲ့ဆိုရင်လည်းဒါဒါရှောက်လို့ရှင်မောရာမျိုးဖြစ်နိုင်တယ်ဒါပြီးလို့ရှင်နှလုံးရောဂါတွေပေါ့နော်အာနှလုံးသွေးကြောပိတ်ထားမှုတဲ့လူတွေနှလုံးညှက်အားကျနေတဲ့လူတွေနော်အာဒီလိုလူတွေကလည်းမောနိုင်တယ်အဲဒါမှမဟုတ်တော့ကြောက်ကပျက်စီးနေတဲ့လူတွေနော်အဲ့တော့ကြောက်ကပျက်စီးနေတဲ့လူတွေနာနာရှိကြောက်ကပျက်စီးနေတဲ့လူတွေကသွေးအားနဲ့တက်တယ် ဲ့ဒါကြောင့်လည်းမောနိုင်တယ်နောက်တစ်ခုကနောက်ပိုင်းမှာနှစ်သက်ချီကြောက်ကပျက်စီးပြီးတော့အရန်ဆိုးလာပြီဆိုရင်သူကဒီအရေးတွေဆုတ်တက်တယ်အဆုတ်ထဲလည်းရေဝင်တက်တယ်အဲ့ခါမျိုးမှာလည်းပဲမောနိုင်တယ်ပေါ့နော်အဲ့တော့ဒီယောဂတွေကတော့အန္တရာယ်ရှိတယ်အဆုတ်ထဲရေဝင်တာဖြစ်ဖြစ်နှစ်သက်ချီကြောက်ကပျက်စီးတာဖြစ်ဖြစ်နှလုံးညင်အားကျတာဖြစ်ဖြစ်အဲ့တော့ခုအဆုတ်မှာသွေးခဲတာပေါ့နော်အဲ့အဆုတ်မှာသွေးခဲလို့ရှိရင်လည်းလက်ဆောင်မောတက်တယ်ဆိုတော့အဲ့လိုမျိုးဟာတွေကအနေရှိတဲ့ယောဂါတွေဖြစ်တယ်ဆောင်းနဲ့တေချာကုသမှာဖြစ်ပါတယ်နော်အဲ့တော့ဒါဖြစ်နိုင်ရရှိတဲ့အကြောင်းတွေကိုကျွန်တော်ပြပြပေးသွားတာဖြစ်ပါတယ်အဲ့ဒါကျူးရှင်းလို့ဖြစ်ပါတယ် subscribe လုပ်အပ်သေးလို့ရှိရင်လည်း subscribe လေးလုပ်ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်